အားလုံးပဲမင်္ဂလာပါခင်ဗျာ PMGC ကန်တက်လက်ကလဖိုင်ရဲ့၃ရက်တာမိခုံရန်ကုန်တပ်ပွဲကြီးကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ခမိုင်းထားရဲ့အသင်းတွေရော Grand Final ကိုတက်နိုင်ခဲ့ပြီလားဘယ်အသင်းတွေကအားအသင့်ပွဲဆန်းဆောင်ရည်တွေကိုပြသသားခဲ့လဲဆိုတာကိုဒီနေ့မှပြန်လည်သုံးသပ်ကြည့်အောင်ဗျကျွန်တော်ရေးချိန်မှုတွေကဒီဇေဘီယာနဲ့ F7 အတင်းတို့ final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။နောက်ပြီးကျွန်တော်စောင့်ကြည့်မှုရရှိခဲ့တဲ့ TT နဲ့ ULF2 ကလည်း final တက်ရောက်ခွင့်ကိုရယူသွားခဲ့ပါတယ်။ဒါပေမဲ့ VB နဲ့ APG လို့အတင်းကြီးတွေကတော့မထင်မပင်းနဲ့တွဲချော်ခဲ့ပါတယ်။ EPG အနေနဲ့အားလုံးမျှလင့်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ကြံပွဲတစ်ချောင်းလုံးမက်ပေးစီအောက်ဆိုးနားမှသာရပ်တည်နေခဲ့ပြီးတော့တည်ငြိမ်မှုလောကမှာပြတ်တက်နိုင်ခဲ့တာကြောင့်ဆိုးရွားတဲ့ရာထူးတွေနဲ့ group stage ကိုပြန်လည်ဆင်းသက်ခဲ့ရပါတယ်။ဘီဘီအနေနဲ့ကတော့အဖွင့်ပဲစဉ်မှာ chicken dinner ရောက်နိုင်ခဲ့ပေမဲ့တည်ငြိမ်တဲ့လက်ဆန်းကိုဆက်လက်မထိန်းသိမ်းနိုင်ခဲ့ပါဘူး။နောက်ဆုံးပွဲစဉ်ဒီမှာရမတ်တီများများဆဆမဆူသီးနိုင်ခဲ့တာကြောင့် group stage ကိုပဲဆင်းခဲ့ရပါတယ်။ ဒီကက်တလော့ကလဖိုင်းမှာအားလုံးအားအသင့်စေခဲ့တဲ့အသင်းတွေကတော့အာရိကာရာနဲ့မက်ဘူးတို့ပဲဖြစ်မှထင်ပါတယ်။အာရိအနေနဲ့သုံးရလုံးလုံးတည်ငြိမ်တဲ့လက်ဆွဲနဲ့ယုံကြည်မှုရှိရှိကစားသွားခဲ့တာကိုတွေ့ရပါတယ်။ chicken နှစ်ပွဲနဲ့စုစုပေါင်း154မက်ရယူပြီးတော့ဇေယထိတ်ဆုံးကနေဥဆောင်ပြီးဖိုင်နယ်ကိုတက်ခဲ့တာပါ။ PNPNWC နဲ့လုံးဝမတူဘဲနဲ့အရင်ကောင်းလာတဲ့အသင်းမလို့စောင့်ကြည့်ရမယ့်အသင်းတစ်သင်းဖြစ်လာပါပြီ ကာရာနီနဲ့ဒီဝမ်မှာရန်တန်လိုနေရာမျိုးမှာရောက်နေခဲ့ပေမဲ့ဒီတူတရက်ထဲမှာတည်း65မှတ်အထိဆွဲတင်ခဲ့ပြီးတော့ကမ်ဘက်လုံနိုင်ခဲ့ပါတယ်။စုစုပေါင်း140မှတ်နဲ့ရန်3ရကနေဖိုင်နယ်တက်ခဲ့ပါတယ်။ကာရာရဲ့ပလေယာဖြစ်တဲ့ CEO ကလည်းစုစုပေါင်း38 KU ပြီးတော့ Gantlet MVP ဆုကိုရယူခဲ့တာလုံးဝကိုကောင်းမွန်တဲ့ဆွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ China သေးဖြစ်တဲ့ TT အနေနဲ့ D1 နဲ့ D2 မှာဇယားထိတ်ဆုံးကနေဥဆောင်နိုင်ခဲ့ပေမဲ့ D3 မှာအနည်းငယ်လက်ချော်ခဲ့တယ်လို့ထင်ပါတယ်။ အမေရှူးစုပေါင်း148မှတ်နဲ့ run through လို့နေရာမျိုးကနေ final ကိုတက်သွားခဲ့ပြီးတော့တည်ငြိမ်မှုကိုပြသသွားခဲ့ပါတယ်။အခုဆိုရင် Goose State ကိုဆက်လက်ဆော့ကစားရမယ့်အသင်းစင်းနေလဲထပ်ပေါ်လာခဲ့ပါပြီ။ group တစ်ခုစီကနေထိပ်ဆုံး3သင်းစီပဲ final ကိုတက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက်အပွဲတွေကပိုပြီးတော့ခက်ခဲကြမ်းတမ်းလာမှာသိကြပါပါတယ်။ group green မှာဆိုရင် ARG အသင်းများကစုပြုံနေတဲ့အတွက်မတည်မှတ်ထားရလဒ်တွေဖြစ်လာနိုင်ပါတယ်။ဘာမျိုးစကူပါဝင်တဲ့ group red မှာဆိုရင် WPG လိုအတွေ့အကြုံရှိတဲ့အသင်းတွေပြင် RIG နဲ့ e-webinar တို့လို landing spot တူရဲ့အတင်းတွေလည်းရောက်ရှိလာတာကိုတွေ့ရပါတယ်။အကြောင်း BG အနေနဲ့ landing battery ဘယ်လိုရင်ဆိုင်သွားမလဲ။ root site ကနေ file ကိုခက်ခက်ခဲခဲတက်သွားနိုင်မလားဆိုတာကိုအားလုံးကရင်ခုန်စွာစောင့်မြင်နေကြမယ်လို့ထင်ပါတယ်။ဘာလို့အနေနဲ့ရော BG အနေနဲ့ group site ကိုကြော်လာသွားနိုင်မလား။ဘာလို့အမြင်ကိုဆွေးနွေးပေးခဲ့ပါဦး။